မင်္ဂလာပါရှင် AR ရဲ့တန်လင်းစီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးကြကြပါစီဗျာ။ခုနားဆင်ကြမှာက AR ရီကအပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝါတန်လွင့်စီစဉ်ပဲဖြစ်ပါလေ။ကျွန်တော်ကရင်းနေပါဒီစကားဝိုင်းမှာလက်တလုံးစစ်တပ်ရဲ့ကြားဖြတ်နှိမ်နှင်းရေးရွေးကောက်ပွဲအလွန်စစ်ကောင်းဆောင်အပြောင်းလဲမျိုးဆက်တက်ကောင်းဆောင်နေနဲ့ အနာဂတ်တက်မတော့အကြောင်းတွေကိုဆွေးနွေးပေးဖို့စီဒီအမ်ဗိုလ်မှုနောင်ရိုးကို AR Studio တွေကိုဖိတ်ခေါ်ထားပါတယ်။ဟုတ်ကဲ့ကိုနောင်ရိုးပထမဆုံးခုလိုလာပြီးတော့အင်တာဗျူးဖြေဆိုပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြစီ။ဟုတ်ကဲ့အခုရနေ့ဖိတ်ကြားပေးတာရော AR ဖွဲ့ရောကျွန်တော်အင်တာဗျူးဖိတ်ကြားပေးတဲ့အတွက်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့အခုနောင်အခုဒါတလောဖြစ်ပွားနေတဲ့ကိစ္စလေးတွေကနေစပြီးတော့ပြောကြတာပေါ့ဗျာ။ဟာလာဒီ KK Park ကိုဆိုလို့ရှိရင်အဲ့ဒါဟိုတိတ်မကြသေးဘူးဝင်ပြီးတော့အချို့ဆောက်ဦးတွေဟလာဘုံခွဲတယ်ဟလာနောက်ပြီးရွှေကုတ်ကိုလည်းတိတ်မကြသေးဘူးအခုဆိုလို့ရှိရင် BF နဲ့အဲမြန်မာစစ်တပ်နဲ့တွဲပြီးတော့ဝင်တာပေါ့နော်အဲကြားဖြတ်နိုင်နေလောက်ပြီးဆိုပြီးတော့အော်ကြီးညာတာပေါ့နော်ဆိုတော့ဒီဟာတွေဖြစ်လာတဲ့အကြောင်းရင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတိတ်မကြသေးဘူးပေါ့နော်ဒီအမေရိကန်ပြည်တော်စုကနေပြီးတော့ဒီအဲစကမ်စင်တာစထရိုက် forces ဆိုပြီးတော့ဟာလား strike forces ဖွဲ့တယ်အသိမကြောက်ခြေစင်းနောက်ဆက်မဲ့အဲ့ဒါဒီတရုတ်ဆိုးရနေပြီးတော့သူမြန်မာနိုင်ငံအပါဝင်သူ့ရဲ့ဒီမဲခေါင်မြစ်ဝမ်း၅နိုင်ငံကိုချက်ချင်းဆိုလို့ဖိတ်ပြီးတော့ဒီကြားဖြတ်တိုက်ဖြတ်ရေးလုပ်ရမယ်လုပ်လုပ်ကြမယ်ပေါ့နော်အဲ့လိုမျိုးဩစီဝေးခေါ်တာကိုလည်းကျွန်တော်တွေ့ရတာဆိုတော့ဒီဟာတွေဖြစ်ပြီးချက်ချင်းဆိုတယ်လို့ပဲအခုဒီကြားဖြတ်နေနေကိုဟိုကျွန်တော်တွေ့ရတာပေါ့ဒီဟာကိုလှုပ်ဖို့အတွက်ကိုလည်း မြန်မာစစ်ကောင်းဆောင်မင်းအောင်နိုင်ကိုယ်တိုင်အဲဖအံဆင်းလာပြီးတော့ဟာလာဒီဟိုဖိအားပေးတာကိုကျွန်တော်တို့တွေ့ရတဲ့ခါမှာကြာတော့အခုဒီကြားဖြတ်နှိမ်နှင်းကြီးတွေကတကယ်ပဲထိထိရောက်ရောက်နဲ့နှိမ်နှင်းနေတယ်လို့အဲကိုနောင်မျိုးအနေနဲ့မြင်မိတာပေါ့နောက်ပြီးတော့ပြောရမယ်ဆိုရင်ဒီဒီဒီကြားဖြတ်ကနေပြီးတော့ပဲမြန်မာစစ်တပ်ကအဲကြီးကြီးမားမားအမျက်ထွက်နေတယ်မဟုတ်ဘူးလား ဘလို့သုံးသက်ခြင်းလဲဟုတ်ကဲ့ကုရနီအဲလက်ရှိအဲဒီအခုကာလာတိုင်းတွင်မှာတော့ဒါဒေတာတွင်မှာကောကဘာတလောမှာကောဒါတော်တော်လှုပ်လှုပ်ခက်ခက်ဖြစ်လာတယ်ကျွန်တော်တို့ဒီကြားဖြန့်လုပ်ငန်းတွေပေါ့နော်ကြားဖြန့်နဲ့တွင်မဲ့ဆိုရင်တော့အခုဒီကျွန်တော်တို့အဲထိုင်းမြန်မာနဲ့ဆက်ဒါချွေ PGA တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ DGB မြန်မာစစ်တပ်လောက်ကန်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒီ KND data တကြောဟာလေဒါဟိုကြားဖြန့်နဲ့အတူတွဲပြီးတော့တစ်ကဘာလုံးမှာလေဒါဟိုလေးတွေကြောဖြစ်နေတဲ့ ကိစ္စရဖြစ်တယ်ပေါ့နော်အဲ့တော့ခွေးနေပြောသွားသလိုပေါ့ပြီးခဲ့တဲ့အဲရပ်ပိုင်းတွေမှာမှာဆိုလဲဒါအမေရိကန်ဆိုရဘက်ကဒီကြားဖြန့်ကသူတို့နိုင်ငံကျွန်တော်ထင်ပါတယ်သူတို့နိုင်ငံရဲ့အမျိုးသားလုံခြုံရေးသူတို့လူသားသူတို့ပြည်သူတွေရဲ့အကျိုးစီးပွားလုံခြုံရေးတွေကိုအင်မတန်မှောက်ထိခိုက်လာတဲ့အခါမှာဒါကိုသူတို့အေးအေးယူနိုင်ဖို့အဲတိတာမြင်တာတဲ့ခြေလမ်းတွေစပြင်လာတယ်လို့ကျွန်တော်တို့နားလဲတယ်ပေါ့နော်အလားတူပြီးခဲ့တဲ့ရပ်ပိုင်းမှာလဲဒါသူတို့ရဲ့ကွန်တလွတ်တော်ထဲမှာဒီအရင်မြန်မာအရင်နဲ့အတူ ဒီကြားပြန့်ကိစ္စရင်းနဲ့သူတို့အဲကျေပြပြဆွေးနွေးလှုပ်ဆောင်လာတဲ့အရေးတွေကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။ညတော့တစ်ဖက်မှာလည်းတရုတ်ဘက်ကလည်းဒီအမေရိကန်အဲဒီဗန်နဲ့တဲ့ပေါ့နော်။တရုတ်ဘက်မှာလည်းကျွန်တော်တို့ဒီကြားပြန့်တိုက်ဖြတ်ရေးကိုသူတို့ဟိုတော်တော်လေးထထဲဝင်လှုပ်လာတဲ့အနေအထားတွေလည်းကျွန်တော်တွေ့ရတယ်ပေါ့။အမှအခုအဲတရုတ်ထိုင်းမြန်မာအဲပူးတွဲပြီးတော့လည်းဒီဒီဒီထိုင်းမြန်မာနယ်စပ်ကကြားပြန့်လုပ်ငန်းတွေကိုလည်းသူတို့နှိမ်နှင်းမယ်ဆိုပြီးတော့ထုတ်ပြန်ပြောဆိုလာတာ ထုတ်ပြန်ပြောဆိုတဲ့အပြင်ကိုကျွန်တော်ပူးပေါင်းဆောင်ရွက်မှုပြန်စာကြည့်လာတဲ့အနေထားလို့ကျွန်တော်ပြောလို့ရနိုင်မယ်ထင်ပါတယ်။အဲဒါကြတော့ဒီကြားဖြန့်ကိစ္စကအဲဒေတာဒရင်းကကဘာလုံးမှလည်းအင်မတန်ရိုက်ခတ်လာသလိုနိုင်ငံကြီးအရာလည်းကျွန်တော်ထင်တယ်။လက်ရှိနိုင်ငံကြီးခြိလန်းပြင်နေတဲ့သူ့နာကက်အတွက်စင်ငယ်ပြင်မှုလုပ်နေတဲ့စစ်ကောင်းဆောင်အတွက်လည်းအင်မတန်မကိုတရုတ်ဘက်ကဖိအားတွေခြိလာနေတဲ့အနေထားတွေကြီးနိုင်တယ်။အလားတူတစ်ဖက်ထဲအနောက်ဟုတ်လားအမေရိကန်တို့လိုကမ္ဘာအများကြီးနိုင်ငံတွေရဲ့ဒီလိုအခြေအနေတွေ ရှိတာတော့အင်မတန်သူစိုးရင်လာတဲ့အနေဒါကြည့်မယ်လို့ကျွန်တော်တို့ယူဆတယ်။ဒါအောင်လည်းပြီးခဲ့တဲ့အဲဘကြိုးဆွန်မင်းတော်ထုတ်ပေါ်ပြောဆိုလာတဲ့အနေထားမှာလည်းဆိုဒါတွေတွေ့ရတယ်ဗျနော်။အဲလားဒီကြားဖြန့်ကောင်းစင်အောက်မှာလားအမေရိကန်တို့ကနောက်ကွယ်အဲအနေထားတွေချိနိုင်နေဆိုပြီးသူတို့ရဲ့စိုးရင်ချက်အနေထားတွေကိုပြောဆိုလာတာကြည့်တယ်ပေါ့။အဲ့တော့ဘကြိုးဆွန်မင်းတော်ပြောတယ်ဆိုတော့ဒါဒါစစ်ကောင်းဆောင်ရဲ့စိုးရင်ပူပန်မှုကိုတစ်ဆင့်ပြောရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။အဲ့တော့ဟိုလက်ရှိလေဒါစစ်ကောင်းဆောင်ကအဲဘန်ကီးစင်မှာဒီ ကြားဖြန့်ကိုအဲပြင်းပြင်းထန်ထန်ချင်းချင်းဖယ်ချားမယ်ဆိုပြီးတော့အဲသူတို့သိတာတကယ်တော့ကြာပါဒီဟာတွေကအင်မတန်မောက်အမြင့်တွေနေတာကြာပြီချမ်းမြောင်ချမ်းမြောင်မဲ့သူဒီထိုင်းနေဆက်ဒီချွေကုတ်ကိုတို့ခေဘတ်တို့ဆိုတော့ဒါတလောကလုံးတကဘာလုံးနဲ့သိနေတယ်စစ်တက်ကောင်းဆောင်ဆင်ဆင်နဲ့သိပါတယ်အခုမှအဲဟိုကြောင့်အင်မတန်မောက်ကိုဟိုအတောင်းတင်ထိမ့်မြန်တင်းမြန်အနေထားတွေဖြစ်တတ်တယ်ကဘာမှာလည်းအပုံနဲ့တထောင်တောင်ဖြစ်လာတယ်ကဘာအင်အားကြီးနိုင်ငံတွေကအင်မတန်မောက်ကိုထဲထဲဝင်လုံမဲ့ဒေတာတွင်းအစိုးရတွေကမလို့တဲ့ခါမှာလုံမဲ့အနေထားတွေတွေ့လာတော့မှဒါစစ်ကောင်းဆောင်ဟာ အဲဒီရှင်နာဒီထုတ်ဖို့ပြောဆိုလာတယ်လို့ကျွန်တော်ယူဆတယ်ပေါ့ဒါပေမဲ့လို့ဒီစစ်တပ်အခု BG ရဲ့နဲ့ပူတွဲပြီးစစ်ချင်းနေရဆပြီးတော့အဲအကြဖြန့်နှိမ်ရင်းတွေလုတ်ပြီးလို့အဲအဲပြောဆိုလာတာရှိတယ်မြေပြင်မှာလည်းဖမ်းဆီးစစ်ဆေးမှုတွေဇက်တိုက်လုပ်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်သို့တော်လည်းဒီလှုပ်ဆောင်မှုကတကယ်ပဲကြားဖြန့်နေမြစ်ပြတ်သွားမလားဆိုတဲ့ဟာမှာတော့ကျွန်တော်အများကြီးအဲဟိုမိကုန်ထုတ်စရာတွေရှိတယ် အဲဓာတ်ဆောင်ကြည့်ရမယ်အနေအထားတွေရှိမယ်လို့တော့ကျွန်တော်တို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီလက်နက်ကင်ဒီကြားဖြတ်လုပ်ငန်းတွေဟာဒေတာသွင်းနိုင်ငံတွေနဲ့ပြင်အောင်ဒီမြေပြင်မှာပေါင်ပတ်သက်နေတဲ့လက်နက်ကင်တပ်ဖွဲ့တွေအဲစစ်တပ်အဲအခုစစ်ကောင်စီတပ်ရဲ့လောက်ခံဒါ BGF တို့လို DGB တို့အဖွဲ့တွေနဲ့အပြင်ကိုဒေတာသွင်းစစ်အာဏာပိုင်တွေစင်ကဲစင်ကဲမှာကျွန်တော်ဆက်ဆက်ပတ်သက်မှုတွေအများကြီးရှိတယ်ပေါ့နော်။ဘာကြောင့်လဲဒီဟာကြီးကဟိုကျွန်တော်ဟိုဟိုဖုံးခွေလို့ရတာမဟုတ်တာဒေတာ အခြေခံဒေတာတွေမှာကြည့်တဲ့အရသာပြည်တွေတော့မှဟိုတိနေကြတဲ့ကိစ္စပါเนาะဒီဟိုနောက်ပြီးတော့ဒီရဲ့ဒီလောက်ကြီးကြီးမားတဲ့ကွန်ရက်နယ်ပယ်တွေမှာနောက်မှာအချိုးစီပွားပတ်သက်မှုနဲ့အခက်တိလိုက်ဆောင်မှုတွေတစ်တစ်ပြင်းပြင်းကျွန်တော်တို့ရှိပါတယ်ဒါနဲ့ဆက်ဆက်ပြီးပြန်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီလိုနေသားဆောင်တက်တွေပြည်သူစစ်တွေဒေတာတွင်အဲလက်နက်ကင်အနာပိုင်တွေနဲ့စစ်ဒီဒေတာတွင်စစ်တက်အကြီးကြီးတွေဂျားထဲမှာတက်တက်မှုတွေတိုင်းမှုတွေဂျားထဲမှာ ခေတ်ဆက်ဆက်မှာလည်းကျွန်တော်တို့ကပတ်သက်ဆက်ဆက်မှုတွေရှိတယ်။ဟာလားအပေးယူတွေအဲကာရဝပြုတွေအဲ့ဒီလိုက်ဆောင်မှုတွေဒီပုံစံတွေရှိတယ်။ဒါကြောင့်လည်းကျွန်တော်တို့က data အတွင်းမှာဥပဒေမဲ့ဖြစ်စဉ်တွေအဲတရားမဝင်လုပ်ငန်းတွေအလားတူဒီလိုကြားဖြန့်လို့ကျွန်တော်ကြားဖြန့်လို့အင်မတန်ပေါ့ကြီးမားတဲ့ကဘာထိတက်ရောက်တဲ့အနေထားမျိုးလို့ကျွန်တော်ပြောလို့ရတာပေါ့နော်။အဲ့တော့အောက်ခြေမှာအများကြီးပတ်သက်နေတာပါ။ပတ်သက်နေတာဖြစ်တဲ့အတွက်သူတို့မှဟိုအပြန်လန်ပြန်ကြည့်ရမယ့်အနေထားတွေထဲထဲဝင်နှချိုင်းနဲ့အပေးယူတွေအဲ့ဒီလိုက်ဆောင်မှုတွေအဲအပြန်လန်ရတဲ့ချိတယ်ပေါ့နော်။အဲ့ဒါက စင်ခဲစင်ခဲထိပါအာကျွန်တော်တို့ချိပါတယ်ဒီဟိုပြန်ကြည့်မယ်ဆိုရင်ဒီလိုကြားဖြတ်နေအခုမှပေါ်လာမို့တုံခဲ့တဲ့နှစ်ဒီကမြစ်တွေလာတဲ့ဟာတွေဖြစ်တယ်ဆိုတော့အဲ့ဒီကလေးကပတ်သက်ခဲ့တဲ့စရာရှိဆိုအခုဆိုရင်အဲတက်မတော်မှာအကြီးပိုင်းနေထိတောင်မှအချိနေတယ်လို့ကျွန်တော်တို့ရောက်နေရောက်သွားကြပြီဘာလို့ကျွန်တော်စင်ခဲစင်ခဲကအများကြီးပတ်သက်ကြတာပါကျွန်တော်တို့မှာဟိုကဘာကြီးရဲ့ပုံရိပ်ကြောင့်ကဘာကြီးရဲ့ဖီးယားကြောင့်တကယ်အများကြီးနိုင်ငံရဲ့ဖီးယားကြောင့်ဟိုထိမ့်နေသိမ့်မြအနေတွေကြောင့် နှိမ်နှင်းမယ်ဆိုရင်တော့မှအဲအမြင့်ပြတ်ဖို့ဆိုတော့ကအင်မတန်မအောက်ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့နှိမ်နှင်းရမယ့်လူတွေကိုယ်တိုင်ကဒီလုပ်ငန်းတွေမှာပုံမှန်ပတ်သက်မှုတွေအများကြီးရှိနေတာကြောင့်ပါ။အဲကျတော့ဟိုဒီကဘာကြီးရဲ့အာယုံစိုက်ခံရတဲ့နေရာတွေမှာတော့ချင်းလင်းမှုတွေအဖဲချောင်းမှုတွေပုံဖော်လှုပ်ဆောင်မှုတွေတော့ရှိနေနေမယ်။ဆိုလိုရင်တော့ပေါ့ဗျာနှိမ်နှင်းအဲတချို့ကလည်းနှိမ်နှင်းလို့ရမယ့်အရာလည်းနှိမ်နှင်းပဲတချို့ကလည်းနှိမ်နှင်းနှင်းပြပြီးတော့မှပုံစံပြောင်းတာကြီးလည်းရှိတာနိုင်တယ်ဒါကြောင့် ဒီကြားဖြတ်နေရတော့ကဘာကြီးရဲ့အာယုံစိုက်ခံတဲ့နေရာတွေမှာတရုတ်တို့အမေရိကန်တို့ရဲ့ဖီယာပေးခံရတဲ့ကြောမှာတော့အဲအဲတကယ်သူတို့ဟိုဘလောက်ထိလုံနေဆိုတော့စောင့်ကြည့်ရမှာပေါ့နော်အဲ့ကလုံဆောင်မှုနောက်ကွယ်မှာတော့အကြောင်းအရာတစ်ခုတော့ကြော်ပါသွားနိုင်တယ်ပေါက်ပြတ်သွားတယ်တို့တော့အဲ့လူတွေကဒီဥပဒေစိုးမိုးမှုနဲ့နေတယ်အဂနိလေသမှုတွေကျေပြန့်ချင်နေတယ်ကျွန်တော်တို့နိုင်ငံတွင်းမှာတော့ပုံစံတစ်မျိုးမျိုးနဲ့အမြင့်တွင်နေလိမ့်မယ်အဖြန့်ခွဲအဲ ကြီးထွားမှုတွေဆက်ချနေနိုင်မယ်ဒီဟာတွေကတော့ပြည်သူတွေတော့အဲပြည်တွင်းပြည်သူတွေတော့မှ NLA ဆက်ချလာမယ်အနေထားလို့တော့မှကျွန်တော်ပြောလို့ရမယ်ဖြစ်ကိုနောင်ယူပြောတော့ကျွန်တော်ကသွားပြီးတော့တတိယမိတာပေါ့လဲဆိုတော့ကြားဖြန့်ဆိုတာဒါနောက်ဆုံးပေါ်တဲ့ပြဿနာလို့ပြောတကယ်တမ်းဆိုအရှိမဆိုလို့ရှင်လားတယန်စားတာတွေအဲတူဖို့ရောင်းစားတာတွေရှိတယ်နောက်ပြီးတော့မူရစေဝါကိစ္စတွေရှိအဲ့ဒါအားလုံးကခုနကလုံးလိုက်ချလဲလိုက်ပြီးတော့ဟာလာဒီအဂရိလိုက်စားမှုက ကယ်ပြန့်ပြီးတော့အခုလည်းဒီပြဿနာတွေအဲ့လိုမျိုးအခုတည်းကရှင်းလို့ရမရသေးဘူးတည်းဟုတ်တယ်မလားမွေးစေးဝါးကြီးဆက်ထွက်နေတော့ဟာလာတရားစားတိုင်းတူဖို့ရောင်းစားနေကြတော့ဒီတိုင်းပဲကြားဖြန့်လဲဆက်ပြီးတော့သွားလိမ့်မယ်လို့တော့အဲအဲ့လိုပဲပြောလို့ရတယ်เนาะအဲ့လိုပဲပြောလို့ရတယ်ကျွန်တော်သတ်လို့ရတယ်ဒီကြားပြန့်ဆိုအခုကျွန်တော်တို့ကြားပြန့်ဆိုရဲအဲတခုကိုပဲကြည်တာပေါ့ဒါပေမဲ့ဒီလိုဥရိမေလောက်ရက်ဒီပေါ်ပေါက်လာခြင်းကွာဒီအောက်ချီအစစ်စစ်နေမှာလက်နက်ကန်အာနာပိုင်နေမှာ အဂတိလိုက်စားမှုကြီးအဲဥပဒေစိုးမိုးမှုညှော်နေပြီးတော့မှဟလာအကျိုးစီးပွားပိုင်းပတ်သက်မှုရှိလို့ဒီလောက်ထိအဲပေါ်ပေါက်ဟိုကြီးထွားလာတာပေါ့နော်ဒါမျိုးတခြားသောမူရေးစေဝါတို့အဲတခြားသောတယံဇာတအဂတိလိုက်စားပုံစံမျိုးစုံတွေကြီးနေတာပဲဒါကြောင့်မဒါတွေကအဲဒီတကယ်အရေးယူရမယ်ဒါတွေကိုဥပဒေစိုးမိုးလုံးမဲ့လူတွေကိုယ်တိုင်ပိုင်းပတ်သက်နေရဖြစ်တဲ့အတွက်အမြင့်ပြတ်သွားဖို့ဆိုတော့မဖြစ်နိုင်ဘူးပုံစံတမျိုးမျိုးနဲ့ပုံစံပြောင်းနေရာပြောင်းဒေတာပြောင်းပြီးတော့ဆက်လက်အမြင့်တွယ်နေလိမ့်မယ်လို့ကျွန်တော်ဆိုလိုချင်တာပေါ့နော်ဟုတ်ကဲ့ ကြားဖြန့်ကိစ္စကနေပြီးတော့ကျွန်တော်တို့အခုကကြားဖြန့်ရွေးကောက်ပွဲလို့တောင်တချို့တွေကပြောနေကြတာဘာဖြစ်လဲဆိုတော့ဒီရွေးကောက်ပွဲနဲ့ကြားဖြန့်နဲ့အတူတူပဲအဲ့လိုမျိုးဟိုလိမ့်လည်းလှည့်ပြားမှုဖြစ်တယ်ဆိုတဲ့အခါမှာကျွန်တော်ထားလိုက်တော့အဲ့ဒါဟာလာကျွန်တော်တို့ရွေးကောက်ပွဲဘက်ကိုတစ်ချက်လှည့်ပြီးတော့ပြော ပြောကြတာပေါ့ဗျာဆိုတော့အာဆီယံရောကုလသမဂ္ဂရောတခြားဒီအနောက်နိုင်ငံတွေလက်သိမကြသေးဘူးဟာလာအမေရိကန်ကပါဒီရွေးကောက်ပွဲဟာအတူရောက်ဖြစ်တယ်ဆိုပြီးတော့ပြောလာတဲ့ ကြားထဲမှာပြင်မဲ့လဲဒါပေမဲ့ဒီအခုရွေးကောက်ပွဲကတော့ဖြစ်အောင်တော့မဲ့အဲအနေထားကိုကျွန်တော်တွေ့နေတာဟုတ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တက်ထဲမှာဘာတွေပြောနေကြတယ်ပေါ့နော်အဟိုခေါင်းဆောင်ပိုင်းအပြောင်းလဲတွေဖြစ်လာနိုင်မယ်လို့မျှော်လင့်နေရတာရှိနေကြလားတက်ထဲကိုကျွန်တော်တို့ပြန်ကြည့်မယ်တက်ထဲရဲ့အတန်တွေကိုနားထောင်မယ်ဆိုရင်နော်တက်ထဲကခေါင်းဆောင်မှုအပြောင်းလဲကိုရှင်းပြရင်နောက်ဆုံးဟိုဒီစစ်ခေါင်းဆောင် မရှိတော့မဲ့နေရက်ကိုအာသူတို့တထည့်ရမိသားစုတွေအများကြီးညှို့လင့်နေပေါ့နော်။ဘာကြောင့်လဲဆိုတော့အစကတည်းကတိုင်းပြည်ကပုံမှန်သွားနေတဲ့ဟာကိုမဲမတော်မှမှုဆိုပြီးအကြောင်းပြပြီးတော့မှဒီလိုမျိုးဟိုအာနာသိမ့်နေခြင်းအချိုးဆက်ကြောင့်ဒီနေ့စစ်တပ်တစ်ခုလုံးကျွန်တော်တို့တာဝန်ထမ်းဆိုတက်မတော်တစ်ခုလုံးကဒီနေ့ကြီးမားတဲ့အချိုးဆက်တွေကိုရင်ဆိုင်ခဲ့ရတာဒီဝေဒနာတွေကိုစစ်ကောင်းဆောင်ရဲ့အာနာသိမ့်လိုက်တဲ့အချိုးဆက်ဝေဒနာတွေကိုအောက်ခြေတက်မတော်သားတွေမိသားစုတွေဒီနေ့ခါးပြီးခံနေရတာပေါ့နော်အဲ့တော့သူတို့ကိုယ်တိုင် ဒီအပြောင်းအဲဟိုနိုင်ငံအပြောင်းလဲဆိုတော့တဲ့စစ်ကောင်းဆောင်မရှိတော့မယ့်နေရာကိုသူတို့အများကြီးမျှော်လင့်နေအဲဆောင်းသားနေလို့ကျွန်တော်တို့နားလဲလို့ရပါတယ်အဲ့တော့ဒါတစ်ပိုင်းပေါ့လေအဲ့တော့လက်ရှိစစ်ကောင်းဆောင်တော့အခုကျွန်တော်တို့နိုင်ငံတကာနဲ့ကျွန်တော်တော်လိုင်းရာစုတွေပြောနေတာအတုရောင်အရွေးကောက်ပဲပေါ့ဒါပေမဲ့ကျွန်တော်တို့ပြောတာတော့ဒါသူကရုပ်ပြရွေးကောက်ပဲပဲသူ့မှာအဲသူ့ရဲ့ပြင်ဆင်မှုတစ်ခုအတွက်ဒါဂျာကန် step ကိုရွေးကောက်ပဲဂျာခံလိုက်တာပဲအဲသူလက်ရှိအခြေအနေကနေနောက်တစ်ခုကို ုံစံပြောနိုင်မှုအတွက်ဒါရုပ်ရက်ဂျာကန်ရွေးကောက်ပွဲပဲဖြစ်တယ်ရွေးတကယ်တကယ်ကျတော့ရွေးကောက်ပွဲရလက်တွေသူ့လိုချင်တဲ့အနေထားတွေဟာသူ့မှာချိန်ပြီးသားသူ့ပြင်ထားပြီးသားတရားကိုထုတ်ပြန်နိုင်မှုသူ့လိုတဲ့အခင်းချင်းကိုသွားဖို့အတွက်ရွေးကောက်ပွဲကိုဂျာကန်ပေါ့နိုင်ငံတကာမှာတော့အထူးအောင်ယူခဲ့ပွဲပေါ့ကျွန်တော်တို့ရဲ့အဲအခြေအနေရသော်ဒါရုပ်ရက်အဲကျုပ်ပြနိုင်ငံတကာရဲ့ဟိုဂျာလက်တစ်ခုကိုထုတ်ပြန်ပြဖို့အတွက်ဂျာငန်ထားတဲ့ယူကပ်ပွဲတစ်ခုလို့ကျွန်တော်တို့နားလေပါတယ်။နောက်အခုဒီဟာနဲ့ပတ်သက်ပြီးတော့ ဟောစစ်တပ်ထဲမှာလည်းကျွန်တော်တို့အကြားနေရတဲ့ဟာဆင်အစစ်တပ်လည်းအစွမ်းတော်ပြောလို့ဒီအာနာသိမ့်လိုက်တဲ့အကျိုးဆက်ကြောင့်သူတို့အောက်ခြေမှာတော်တော်လေးခါးစည်းခံရတယ်စစ်ကောင်းဆောင်တွေရဲ့အဲဒီဒီကျူးလွန်မှုတွေကြောင့်အောက်ခြေမှာပေးဆက်ရတယ်ခါးစည်းခံရတယ်ပြည်သူမုံတီးမှုအပြင်ကိုတနိုင်ငံလုံးဆန့်ကျင်ပုံကံမှုတွေကြောင့်အဲသူတို့အသက်ဘဝတွေမိသားစုအများကြီးတော်တော်တော့အောက်ခြေဒီမှာဟိုပြည်သက်ဆုံးညုံခဲ့ရဝေဒနာလေဒီကနေ့ဒီသူတို့ပြင်မဲ့တမိုင်းနှစ်ချောင်းမှာဆိုတော့ ်အာတတော်တိကိုကြီးမားတဲ့အနေထားလို့ပြောလို့ရတယ်ဒီဟာတွေကိုသူတို့ခါးစီခံနေရတယ်အဲ့တော့သူတို့မှလည်းကျွန်တော်ကြားရတဲ့ဟာဆိုရင်ရွေးကောက်ပွဲကနေတစုံတရာဟိုဒီစစ်ကောင်းဆောင်ကဟိုရွေးကောက်ပွဲကမစစ်မှန်ဘူးသူလိုချင်တဲ့ရလို့ဆိုတော့အောက်ချီတက်မလို့သားကြီးလည်းတည်တယ်နဲသူလိုချင်တဲ့အခင်းချင်းနိုင်သွက်သွားမှာအဲရလက်တွေချီပြီးသားအဲဒီရွေးကောက်ပွဲကျင်းပအောင်တက်တက်ပဲဆိုတော့သူတို့သိတယ်။သို့တော်လည်းဒီရွေးကောက်ပွဲအကျိုးဆက်အနေမှာအဲနိုင်ငံရေးပြည်လုံးမှုတစ်ခုဖြစ်သွားရင်သူတို့ရဲ့ဟိုခါးစီခံနေရတဲ့ဝေဒနာတွေတော့မှယုံပါသွားနိုင်မလား။အလားတူမင်းအောင် ဒီစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုတိုင်တက်မလို့အဲ့နေပြီးတော့တခုခုရောက်သွားရင်ပြီးရောအပြောင်းလဲဖြစ်သွားနိုင်မလားဆိုပြီးမျောလင်းကြတာမျိုးအဲချိတယ်ပေါ့နော်အကြောစစ်တပ်ထက်မှလည်းဒီရှင်တွေဒီပြောနေရတာချိတယ်သို့တော်လည်းအဲတစ်ချက်ကအခုကျွန်တော်တက်အောက်ချိတွေမှာဆိုလည်းဒီ UK ဘွဲ့ပြီးခဲ့တဲ့လပိုင်းနေရာစပြီးတော့အဲတော်တော်လေးဝါးရဖြန့်ပြီးတော့လိုက်ပြိုးဆုံနေတာလေကျွန်တော်ကြားရတယ်ပေါ့အဲ့ဒါကတော့အဲဒီအနာသိမှုနောက်ပိုင်းမှာကြီးမားတဲ့ပုံကံ မှုတွေတော်လန်မှုတွေလက်နက်ကင်တော်လန်မှုတွေစစ်တပ်အင်မတန်ပြိုလဲမှုအနေထားဒီရောက်ခဲ့တဲ့အနေထားမှာတက်ထက်မှာတော်တော်လေးကိုချော့ဖြစ်သွားတယ်အဝယုံသုံးခအနေထားတွေဖြစ်သွားတယ်တက်အောက်ခြေတွေမှာလည်းတော်တော်လေးစိတ်သက်ကြဆင်းမှုတွေစိတ်ပြတ်မှုတွေရှိတယ်အပြိုလဲလူနှီးပါလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့ဒီအချိန်လေးဒီဆိုင်ခဲ့တာဒါတွေလည်းစစ်ကောင်းဆောင်ပိုင်းတည်တဲ့အခါမှာအခုဆိုရင်တက်အောက်ခြေတွေမှာလိုက်ပြောနေတယ်ဒီရေခောက်ပွဲကနေမှအဲအဲဒီတက်မတော်ကိုအဲငိုအနေထားဒီပြန်သွားမယ် အဲတည်ငြိမ်တဲ့အနေအထားတွေပြန်လည်ပေါ်ဆောင်ပြေးမယ်ဒီကာလမှာအဲကန့်ကျက်ခံပြီးတော့အဲရည်တည်ပေးကြပါတစ္ဆာချကြပါအဲကန့်ကျက်ခံပြီးဒါတွေကိုသူတို့အဲလာခဲ့လွန်မှာဒီကန့်ကျက်ခံခဲ့တဲ့လူတွေကိုသူတို့ပြန်လည်ချီးမြှင့်ပါမယ်မြောက်သွားပါမယ်ပြန်အဲဂုဏ်ပြုပါမယ်ဆိုပြီးတော့အဲပြီးရင်လည်းဒီငြိမ်းချမ်းရေးအနေအထားတွေလည်းပေါ်ဆောင်မယ်တက်မလို့ပါလေငခုအနေအထားတွေပြန်သွားမယ်ဆိုပြီးတော့အောက်ရှင်မိသားစုကိုပြန်စည်းရုံးနေရတဲ့အနေအထားတွေရှိတယ်။အောက်ရှင်မိသားစုတွေကလည်းဆိုတော့ကျွန်တော်ချိန်မှပြောခဲ့လို့ပါသူတို့ခါးသီးခံနေရတဲ့ ကြီးမားတဲ့အဲဒုက္ခတွေဟိုကိုဘယ်လိုရိုက်ခတ်မှုတွေခံတဲ့အခါမှာပြေော်လို့ပြေော်ညာသူတို့မျှော်လင့်နေတာကြည့်တယ်သူတို့ရဲ့မျှော်လင့်ချက်ကဒီရွေးကောက်ပွဲအလွန်မှာသူတို့အင်တာမအောင်မကြိုက်တဲ့ဒီစစ်ကောင်းဆောင်တဏီယာအောင်များအဲတပ်မတော်မှာမချီတော်မဲ့အနေထိုင်ချီတာနိုင်မလားဆိုတော့မျှော်လင့်ချက်ကြည့်တယ်ပြီးလက်ရှိခါသီးခဏရည်တွေကိုပြေော်သွားနိုင်မလားလို့မျှော်လင့်နေတာကြည့်တယ်ဒါပေမဲ့ဒါတွေဟာဒီရွေးကောက်ပွဲဟာသူတို့မျှော်လင့်သူအနေထိုင်ဖန်တီးပေးနိုင်မှာမဟုတ်ဘူးလို့တော့ကျွန်တော်တို့ပြောလို့ရနိုင်တယ် ဆင်နေကြရတာကဒီရောက်ဒီကပတ်စင်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းအတလွှင့်အစီအစဉ်ပဲဖြစ်ပါလေဒီတစ်ပတ်စကားဝိုင်းမှာစစ်တပ်ရဲ့ကြားဖြတ်နှိမ်နှင်းရေးရွေးကောက်ပွဲအလွန်စစ်ကောင်းဆောင်ပြောင်းလဲနေမျိုးဆက်တစ်စစ်ကောင်းဆောင်တွေကြောင်း CDM ဘုံမှုနောင်ရိုးရဲ့ဆွေးနွေးချက်တွေကိုဆက်လက်နားဆင်ကြပါခင်ဗျာအထမဲ့လိလစောင့်ကြည့်တဲ့လူတချို့အဲ့လိုမျိုး report တွေပါထွက်တာ哦အဲ့ဒါတော့ fourth generation ဟလားစရုပ်တမျိုးဆက်ခေါင်းဆောင်တွေအဲတက်မှာနေရာရလာနိုင်တဲ့ နာမည်နဲ့ထုတ်ပြောပြောရလို့ရှိရင်တော့အဲ့လိုပြောအခုကပူကျုပ်ကြီးအဲကျော်စွာလင်းနဲ့ဟာလာဒူကုတ်ကျုပ်ကြီးအဲကိုကိုဦးတို့ဆိုလို့ရှိရင်ဒါတက်ချုပ်ဖြစ်လာနိုင်မဲ့အနေထားအထိပါအဲညှော်လင်းချက်တွေရှိနေကြတော့အဲကုနာရိုးနေနဲ့ရောဘယ်လိုမျိုးညှော်လင်းခြင်းလဲလက်ရှိအဲဒီစစ်ကောင်းဆောင်ခင်ချင်းထားတဲ့အနေထားရဆိုရင်တော့ဒီပြင်ပသုံးသက်သူတွေပြောနေကြသလို CDN အေးလဲ ချိမနေကြသလိုဒါစစ်ကောင်းဆောင်တာတက်ကိုအလွှဲပြောင်းလုပ်ခင်မယ်ဆိုရင်တော့လက်ရှိအခင်းချင်းရဆိုရင်ဒီ35တို့38တို့ကနော်ဒါပူချိုကြီးကြော်စွာရင်းတို့ပူချိုကြီးကုတ်ကိုဦးတို့ဟာသူတို့မျိုးဆက်ဒီအာနာရလာနိုင်တယ်သူတို့အခင်းချင်းတွေကျူတင်ရတာပြင်ဆင်ဘူးလို့အဲကျွန်တော်နားလေကြတယ်ပြောကြတာကြည့်တယ်ပေါ့နော်တကယ်လို့ဒါကတကယ်ပဲဒီစစ်ကောင်းဆောင်ဟာတက်အာနာတက်ကောင်းဆောင်မှုအပြောင်းလဲကိုလုပ်မယ်ဆိုရင်တော့ဒါဖြစ်နိုင်ခြေအင်မတန်မှာကိုရှိပါတယ်အဲရှိတယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်သင်ခဲ့သူပြင် ပြင်ဆင်နေတာအကြည့်တယ်ပေါ့တို့ပေမဲ့လို့လက်ရှိနိုင်ငံရေးအခင်းကျင်းနဲ့အပြီးခဲ့တဲ့အာဏာသိမ်းမှုနောက်ပိုင်းအကျိုးသက်ပြောင်းကြည့်မယ်ဆိုရင်တော့အဲဒါကတစ်ထစ်ချက်ကျွန်တော်တို့ပြောလို့မရနိုင်တော့ဘူးဘာလို့လဲဆိုတော့နိုင်ငံရေးခြေနေတွေကအင်မတန်မောက်ပြောင်းလဲသွားပြီးစစ်ကောင်းဆောင်နေနဲ့လည်းအများကြီးသူစဉ်းစားတုံ့တက်နေရတဲ့အချိန်မျိုးလို့ထင်တယ်ပေါ့ပုံမှန်အာဏာသိမ်းတော့တော့သူအာဏာသိမ်းပြီးတော့တိုင်းပြည်အခြေအနေတခုတော့ရှိတယ်သူတမနာဖြစ်ချင်းတယ်အဲဆိုရင်တော့သူတပည့်လင်းချင်းနေထားမှာပေါ့နော်ဒါပေမဲ့အာဏာသိမ်းပြီးနောက်ပိုင်းမှာအင်မတန်ကြီးမားတဲ့တုံ့ပြန်မှုတွေနိုင်ဟို စိုးရတဲ့အဲကျွန်တော်ကျူးလွန်မှုတွေလုံခြုံရေးမတည်ချိန်မှုတွေအခြေအနေကိုရင်ဆိုင်ရတဲ့အခါမှာဒီကနေ့စစ်ကောင်းဆောင်ဟာအဲသူစင်သားလာပြီပေါ့နော်သူကိုယ်တိုင်နဲ့ထုတ်ပြောပြီးသား तू အာနာသိမ်းခဲ့တာကတမနာဖြစ်စင်လို့နိုင်ငံအကြီးဆုံးနေရာကိုရကျင်လို့ तू အာနာသိမ်းခဲ့တာဒါပေမဲ့ဒီကနေ့မှာအဲ့အာနာသိမ်းမှုနောက်ပိုင်းအကျိုးဆက်တွေကြောင့် तू မှာ तू အနာခက် तू နေဝင်ချိန်မှာ तू ဘယ်လောက်ထိစိတ်ဖြစ်မလဲဆိုတော့ तू စဉ်းစားလာပြီပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တမဟိုမှာဟိုကဟလာ တက်ကိုလက်လှော်ရပြီဆိုတာနဲ့သူ့ရဲ့အနာဂတ်တည်ငြိမ်မှုကနောက်တက်ကိုလက်ကင်ထားတဲ့လူရဲ့စိတ်တဘောသားအခြေအနေပေါ်မှာအများကြီးရှိပြီးသွားတော့ပေါ့နော်ဒါကြောင့်ဒီအခြေအနေကိုလည်းစစ်ကောင်းဆောင်စဉ်းစားသုံးသပ်မှုတွေရှိနေမယ်လို့ကျွန်တော်တို့မြင်ရတယ်ဒါကြောင့်လည်းဒီအခြေအနေတွေပေါ့နော်အဲဟိုဒီရွေးကောက်ပွဲအတွက်လုံနေရင်မှလည်းတစ်ဖက်မှာလည်းပြင်ဆင်နေတယ်လို့ကျွန်တော်တို့နားလေရတယ်အဲ့တော့ခေါင်းဆောင်မှုအပြောင်းလဲ ဖြစ်လာနိုင်မလားဆိုတော့ကစစ်ကောင်းဆောင်ကတက်ကိုတကယ်လွှဲပေးမလားဆိုတဲ့ဟာကအဲစဉ်းစားစရာဖြစ်လာတယ်တကယ်လွှဲပေးမလားဆိုတော့သူ့နာကက်လုံခြုံရေးသူ့လုံခြုံရေးနေမဟုတ်ဘူးဒီနေရာမှာသူ့သားသမီးတွေမျိုးသက်လုံခြုံရေးပါသူထက်တွဲရမယ်နေတာကြည့်တယ်သူတမနာဖြစ်ချင်းပေးမယ်လို့အဲနာကက်တက်အာနာမဲလာပြီဆိုရင်သူ့ရဲ့နာကက်နေဝင်ချင်းလုံခြုံရေးကဘယ်သူကအာမခံမလဲသူလွှဲခဲ့တဲ့လူရောသူ့ဘောဘလောက်ထိနှစ်ကာလအတိုင်းအတာတစ်ခုဒီဘလောက်ထိသက်သာကြည့်မလဲဆိုတော့ကသူ့အတွက်အဓိကအစိုးရင်စရာအချိန်လေးလို့ ကျွန်တော်နားလဲတယ်ဒါကိုလည်းဒီလက်ရှိတချို့ဟိုလာဘုရားမင်းမအောင်လည်းဒါကိုစဉ်းစားနေနေမယ်လို့ဟိုကျွန်တော်နားလဲဒါကြောင့်သူ့နာကက်မလုံခြုံဘဲနဲ့လုံခြုံတဲ့အနေအထားဒီမပြင်းစင်ရသေးဘဲနဲ့တော့တက်ကောင်းဆောင်မှုအပြောင်းလဲကိုဖြစ်ပေါ်လာဖို့ဆိုတော့ကျွန်တော်တို့ပြောရခက်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အနောက်ဆုံးပြောခြင်းနဲ့အဲ sorry ပြန်ပြောမယ်နော်အခုကနောက်ဆုံးမေးခြင်းနဲ့မေးခွန်းပေါ့အဲ့ဒါကတော့ကိုနောင်ရိုးဆိုလို့ရှိရင်လားတထဲဟို တက်မလို့ဒါ sorry sorry ပြန်ပြောမယ်နော်ကိုကိုနောင်ရုပ်ဆိုလို့ရှိရင်ဟလာဒီတက်မလို့ဒါတအူအဖြစ်ကနေပြီးတော့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာ CDM လုတ်ခဲ့တာပေါ့နော်ဆိုတော့တက်မလို့ရင်းမှာဖြတ်တန်းတဲ့ဟလာကာလာရှိတယ်လို့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာလည်းတက်မလို့ဘလောက်ထိစိုးစိုးရွားရွားဖြစ်သွားပြီဆိုတော့လေအဲ့လိုမျိုးမျက်မြင်ကိုယ်တွေ့ဖြစ်တယ်ဟာလာခုနကပြောတယ်လိုမျိုးပဲအကျင့်ပြတ်ကြစားမှုတွေနဲ့ အလိုမျိုးတိုက်စားနေတဲ့စစ်တပ်ဟုတ်လားနောက်ပြီးတော့ခုနကပြောသွားသေးတဲ့စစ်ရာဇဝမှုတွေဟုတ်လားတတိကြီးနဲ့ဆွဆွဲခံနေရတဲ့စစ်တပ်နောက်ပြီးတော့တိုင်းသားအချင်းချင်းပြန်တိုက်နေရတဲ့ဟုတ်လားစစ်တပ်ဆိုတော့အဲ့လိုမျိုးစစ်တပ်ကိုမြင်ယုံတယ်မကဘူးအခုဆိုလို့ရှိရင်ဟုတ်လားစစ်တပ်ထက်ကနေထွက်ပြီးတော့အဲ့လိုမျိုးတိုင်းတစ်ပါးရောက်လာတဲ့အခါမှာတခြားနိုင်ငံတွေဟုတ်လားအထူးသဖြင့်တော့ထိုင်းနိုင်ငံပေါ့ဟုတ်လားသူတို့ တို့ရဲ့တက်မတော်ရဲ့အခန်းကဏ္ဍတို့တို့တက်မတော်ဘယ်မှာဘလို့ဆောင်ရွက်နေတယ်ဆိုတော့အနေထားတွေလည်းမြင်နေရတဲ့ခါမှာဆိုတော့ဒါတော့ personal အလိုမေးခွန်းပေါ့နော်အနာဂတ်တက်မတော်ကိုကုနောင်ယူဘလို့မြင်ကျင်လဲနောက်ပြီးတော့ခုနကတက်လာတော့မဲ့ဟလာဒီအာနာဂတ်စစ်ကောင်းဆောင်တွေရောဘာတရင်စကားပြောကျင်ကျွန်တော်တို့အဲ ဒီတက်မလို့တဲ့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ပေါ့နော်ဒီ2017နောက်ပိုင်းနိုင်ငံအပြောင်းလဲတွေဖြစ်လာကြတဲ့အဒီနိုင်ငံအပြောင်းလဲနဲ့အတူကျွန်တော်တက်မလို့လည်းပြောင်းလဲလာနိုင်မယ်လို့အာကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ်ပြောင်းလဲစီစဉ်ကြတဲ့ရာချီတော်များများလည်းရှိတယ်ပေါ့နော်အာဟိုစစ်တပ်ထဲမှာတော့ဒီလက်ရှိစကောင်းတော့ standard army လို့ပြောတာကျွန်တော်တို့ကတော့အာလူထုကိုတကယ်လေးစားလူထုနဲ့နီးစပ်တဲ့လူထုကိုအကာအကွယ်ပြုတဲ့ professional စစ်တပ်ဖြစ်ချင်းကြတယ်ဖြစ်လာနိုင်မယ်လို့လည်း ညှော်လင်းတာမဟုတ်တော့တစ်ဆက်တစ်ဆက်ပြီးသွားလဲတော့အတမလို့အများကြီးပြောင်းလဲလာရင် data တွင်ကဘာကြီးနဲ့မချီတော့မှ data တွင်စစ်တက်နဲ့လူမျိုးဖြစ်လာနိုင်ကောင်းမယ်ပေါ့နော်လူထုကိုလေးစားတဲ့ time view ကိုတကယ်အကောက်ွဲပြုတဲ့စစ်ပက်လို့ညှော်လင်းခဲ့ကြတယ်ဟိုညှော်ညှော်မှန်းခဲ့ကြတယ်ပေါ့ဒါမှလည်း tab ကိုပြန်ကြည့်လိုက်ရင် internet မှာကိုဒါတွေခတ်ပါတယ်ဘာလို့လဲဆိုတော့စစ်စစ်တက်ကိုပဲ့ကင်နေတဲ့ဥစည်းနေတဲ့အမိန်ပေးကိုကဲနေတဲ့စစ်ကောင်းဆုံးအစစ်စစ်နေဟာအော်ကျွန်တော်တို့အဲ့ဒီတိုက်စားမှုကြီးဟို အဲခူတုံးတို့အကျိုးကိုကျိုးချအမျက်ထုံးမှုတွေကအင်မတန်မောက်ကိုကြီးမားပါတယ်အကျိုးစည်းပွားနဲ့အာဏာနဲ့ကြားမှာအင်မတန်မောက်အမြင့်တွေပေါ့သူတို့ကပြောင်းလဲလို့စိတ်လုံးဝမရှိဘူးနိုင်ငံကြီးရတာပြောင်းလဲနေတယ်ပြီးခဲ့တဲ့ဟိုဒီအဲအကူပြောင်း10နှစ်ကိုပြန်ကြည့်ရင်ကျွန်တော်အရက်ဘက်ပြည်သူတွေရတာဒီမိုစီရဲ့တပိုင်းတစ်ဆအရသာကိုခံစားအကျိုးမြတ်ကိုခံစားပေးမယ်လို့ကျွန်တော်တက်မလို့တဲ့မှာကျွန်တော်ဘာမှထူးထူးခြားခြားပြောင်းလဲမလာပဲနဲ့အဂတိလိုက်စားမှုတွေနဲ့အဲဒီစင်ခဲ့ အကျင့်နဲ့ချဆနေတဲ့တက်ထဲမှာပဲနေသူကဖျက်ဆီးခဲ့ရတဲ့ light တွေဖြစ်ခဲ့ကြရတယ်အဒီပုံမှာလဲစစ်ရဲ့အချင်းငယ်တွေကြောင့်မှာကျွန်တော်တို့အပါဝင်ပေါ့နော်စစ်ပြက်ခဲ့ကြတယ်ကျွန်တော်တို့ညှော်နေသူဒီလက်ရှိစစ်ကောင်းဆောင်တွေလက်ထက်မှာတော့ညှော်မှမခတ်တယ်ဆိုတဲ့ဟာကျွန်တော်အဲ့ကလေးကတဘောပေါ့ဒါပေမဲ့အာနာသိန်းနောက်မယ်အထိတော့အဲကျွန်တော်မညှော်ခဲ့ဘူးဘာလို့ဆိုတော့ဒီလိုဒီလိုဘလို့ဘာပြောမလဲခစ်တဲ့ပြောင်းနေတဲ့အချိန်မှာဒီလိုယူမိုက်တဲ့အဲယူထားတဲ့လုံရက်မျိုးကိုမလုံလောက်ဘူးလို့ကျွန်တော်ညှော်ခင်းခဲ့ကြတာဒါပေမဲ့ကျွန်တော်မှားတယ်ဗျာ ဘာလို့လဲဆိုဒီစစ်ကောင်းဆောင်တွေကအာနာယူဟိုနေမဟုတ်သူတို့အကျိုးစီးပွားအာနာတော့ဘာမလို့ခြာနေနေလို့ဆိုတော့အာနာသိမ်းတဲ့အချိန်မှာကျွန်တော်တို့တွေ့တယ်ပေါ့နော်အဲတော့အာနာလည်းတကယ်သိမ်းလိုက်တဲ့ခါမှာအကျွန်တော်တို့ဟိုမျောလင်းခဲ့တဲ့စစ်တပ်အဖြစ်မသွားနိုင်ရုံနဲ့မဟုတ်နောက်ပြန်ဆွဲသွားပြီဆိုတော့အကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့အဲ့တော့လက်ရှိကျွန်တော်တို့ဒေတာတွင်းမှာကြည့်ပါအောင်ပါထိုင်းစစ်တပ်ကိုပဲကျွန်တော်တို့ကြည့်အများကြီးသိတာပါတယ်ကျွန်တော်မြန်မာတပ်မတော်နဲ့ထိုင်းတပ်မတော်နဲ့ခြားဆိုတော်တော်လေးကိုကြွားသွားပါပြီဟိုစွမ်းရည် အနေထားနဲ့မဟုတ်ပါစိတ်သက်ခံယူချက်နဲ့အဲသူတို့ရဲ့ provision အကြောင်းဥပမာကိုကျွန်တော်တို့တတော်လေးကိုနှိုင်းယှဉ်စရာတော့မရှိဘူးလို့ကျွန်တော်တို့ပြောလို့ရပါတယ်ထိုင်းတက်မတော် clone ကျွန်တော်ပြန်ကြည့်မယ်ဆိုကျွန်တော်တို့ဟုတ်လား immediate စမတ်ကြတယ် immediate professional ကြတယ်ဘယ်လိုပြောမလဲအဲစစ်သားတယောက်ဖြစ် immediate ကိုပီတာကိုမဟုတ်ဘူးအဲသူတို့ဟာပြည်သူလူထုဘက်ကိုကာကွယ်ပေးုံနဲ့မဟုတ်ပြည်သူလူထု immediate ကိုအဲလေးစားချိုးချိုးတော့ကျွန်တော်တို့တွေ့ရတယ်ဗောနော်ဟိုစစ်သားတယောက်အတွက်ပဲဖြစ်ဖြစ်တက်မတော်တယောက်ဖြစ်ဖြစ် ဒါအိမ်နမောက်အရေးကြီးပါတယ်ဟိုယာသူတွေအာနာတွေဆိုတော့အထက်စစ်သားတရားရဲ့ဂွန်တိခါပြည်သူအတုဘယ်လောက်ထိလေးစားချစ်ခင်ယိုးဒီတော့ဘောနော်ဒါကအိမ်နမောက်အရေးကြီးတယ်လို့မြင်တယ်ဟိုဟိုဟိုဘောနော်ဒီစစ်တပ်ရဲ့ယာသူအဆင့်နေဆိုတော့ကတပ်ပိုင်းဆိုင်ကုကဲမှုအတွက်ပဲဒါပေမဲ့စစ်သားတရားရဲ့တံပိုးကကျတော့ဒါမဟုတ်ဘူးပြည်သူဘောသူဘယ်လောက်ထိလှုပ်ကြွေးတယ်ဒီပြည်သူအတုဘောဘယ်လောက်ထိအဲချစ်ခင်ယိုးတဲ့လေးစားတယ်ဆိုတော့ဒါကအိမ်နမောက်ဟိုအရေး အကြည့်တယ်ဒါအဓိကအကြဆုံးစစ်သားတရဟိုစစ်တပ်မတော်တရရဲ့တံပိုးလို့ကျွန်တော်နားလဲဒါကိုထိုင်းစစ်တပ်ကြည့်ရင်ကျွန်တော်မြင်တယ်ထိုင်းစစ်တပ်ပေါ်ထိုင်းပြည်သူတွေကဘယ်လောက်ထိလေးစားလဲအချို့သိပြီလို့ကျွန်တော်တို့မြင်တယ်အလားတူစစ်တပ်ကလည်းသူတို့ပြည်သူကိုအကာအကွယ်ပေးရမယ်လေးစားမယ်စစ်တပ်ပြကျွန်တော်တို့ထင်ကြမြင်ရတယ်ဘောနော်ကျွန်တော်ဒီအရှင်တွေကတော့ဟိုဒီဟိုအာနာမသိငင်ကတော့ဒီအရှင်တွေဒီတဆင်ချင်းသွားနိုင်မယ်လို့ကျွန်တော်ညွှန်မှန်းထားခဲ့ပြီမယ်လို့အာနာသိင်တဲ့ခါမှာအကုန်လုံးတည်တဲ့ခြေတုံဖြစ်သွားတယ် တက်မတော်ကပြည်သူနဲ့နည်းနည်းတော့နှီးလာမယ်အနေထားတဆင်ချင်းသွားနေတဲ့အချိန်မှာမနှီးရဲ့အပြင်ကိုဟိုနောက်ပြန်ဆွဲသွားတယ်ပေါ့နော်အဲ့တော့ပြန်ပြီးဒါကိုပြန်ကြည့်မယ်ဆိုရင်အာနာကိုတင်လိုက်ပြီးအာနာကိုချုပ်ခိုင်နေတဲ့စစ်တပ်ကအင်အားကြီးတယ်ဘန္နာကြီးနဲ့ဟိုဘန္နာကြီးလက်ခုတင်တဲ့လက်နက်စမကလည်းကြီးတဲ့အတွက်တိုင်းပြည်အာနာကိုချုပ်ကင်ကောင်ချုပ်ကင်နိုင်ပါလိမ့်မယ်။ဒါပေမဲ့အာနာသိမ့်ပြီးကလေးကတက်မတော်ချုံတော့ပါပြီ။ဘာကြောင့်လဲဆိုတော့အာနာကိုတော့စစ်ကောင်းဆောင်တစုရတာအာနာကိုချုပ်ကင်ထားပြီးမယ်လို့ပြည်သူ့ရဲ့ ယုံကြည်မျှလင့်ချက်တွေအဲ့မှာတွေကပျောက်ဆုံးတဲ့အပြင်ကိုပြည်သူရဲ့ယုံကြည်မုန်းသီးတဲ့အနေထောက်ရောက်သွားပြီဆိုတဲ့ကိုကကျွန်တော်တို့မြင်လိုက်ပြီးတက်မလို့အဲ့ဒီကချုံသွားပြီပြည်သူချေချင်ထောက်ခံမှုကြည့်တဲ့စစ်တပ်ကဟိုဟိုဘယ်လိုပြောမလဲဗျာဟိုရာဇဂိုင်းပုံစံမျိုးတွေပြည်သူရန်ကားတဲ့အဖွဲ့ဖြစ်သွားကျတော့ဒါဆိုရင်တက်မလို့ဆိုတဲ့ကုန်းသိကဘာမှမကြည့်နိုင်တော့လက်နက်ကြီးလို့စံကားကြီးလို့တိုင်းပြည်အာဏာကိုတော့ဆက်ချုပ်ကင်တာခိုင်နေမယ်ပြည်သူထောက်ခံမှုဆိုတော့လောကမကြည့်နိုင်ဘူးအဲ့ကျတော့ဒါတွေကိုပြန်ကြည့်ရင်တော့လက်ရှိအနေထားတွေကိုလက်ရှိ ဒီစစ်ကောင်းဆောင်ရဲ့ဘေးမှာရှိတဲ့အဲပိုချူဂျီတီလည်းတည်မြင်နိုင်မယ်လို့ကျွန်တော်တို့ဟိုနားလေပါတယ်ယူဆပါတယ်ဘာကြောင့်လဲဆိုတော့သူတို့တွေဟာပြီးခဲ့တဲ့2017 2021အကူပြောင်းမှာလက်ရှိအဲဒီစစ်ကောင်းဆောင်ရထားတဲ့အဲဒီပိုချူဂျီကျော်စွာလေးတို့ပိုချူဂျီကိုကိုဦးတို့35တို့38တွေဟာအကြာရှိအလဲလဲပိုင်းနေပါတော့သူတို့တွေအဲဒူပိုမူကြီးတွေအဲ G1 ဒီလေဘယ်တွေဆိုတော့သူတို့ဟာဒီအဲဒီမိုစီဒပိုင်းဆက်အကူပြောင်းကိုသူတို့ကိုယ်တိုင်အလဲတန်းအရာရှိတွေဖျက်ဆီးခဲ့တဲ့ အတူတွေဖြစ်တယ်လက်ရှိအာနာသိမ့်ပြီးနောက်ပိုင်း၅နှစ်အတွင်းမှာအင်မတန်မှကိုစိုးရတဲ့အကျိုးဆက်တွေရိုက်ခတ်မှုတွေကိုသူတို့ကိုယ်တိုင်လည်းမျက်ဝါးထင်ထင်တွေ့ကြုံရတဲ့သူတွေဖြစ်တော့အဲသူတို့ဒီအချိန်တွေကိုတော့အများကြီးရိစားမိနေမယ်လို့ကျွန်တော်တို့ဟိုမျှော်လင့်နေပေါ့နော်အဲ့တော့နောက်တစ်ခုကအဲတက်မတော်ဟာဒီတိုင်းသွားလို့မရတော့ဘူးအဲလက်ရှိစစ်ကောင်းဆောင်စီမှာတော့အများကြီးမျှော်လင့်လို့မရနိုင်ဘူးပေါ့သို့တော်လည်းသူ့ရဲ့မျိုးဆက်တစ်စစ်ကောင်းဆောင်နေအနေနဲ့ဆိုရင်တော့သူတို့ သူတို့ကြုံတွေ့ရတဲ့အနေအထားကိုသူတို့ရိမ့်မိတဲ့အခါမှာအဲတက်မတော်နဲ့ဟိုဘယ်လိုပြောမလဲလူထုထောက်ခံမှုမရှိတဲ့လူထုရဲ့စန့်ကျင်ဂျုံချတဲ့စစ်တပ်ဟာဂုဏ်သိက္ခာလည်းမရှိဘူးဟုတ်လားလူတော်တွေတောင်မှကျွန်တော်တို့ပြည်သူကြားထဲမှာရဲဝင်းသွားဖို့တော့အမနာခတ်သွားပြီအဲ့တော့ဒီအချိန်တွေကိုတော့အဲမျိုးသက်တဲ့ခေါင်းဆောင်တွေလာမယ့်မျိုးသက်ခေါင်းဆောင်တွေကျွန်မအဲသူတို့တွေစဉ်းစားအဲအဲဟိုဟာပေါ့နော်စဉ်းစားတုံ့တမှုတွေရှိနေမယ်အပြောင်းလဲတစ်ခုကိုဖော်ဆောင်မှရမယ်ဆိုတဲ့အသိဉာဏ်တွေရှိနေမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့ နောက်တစ်ချက်ကဟုတ်လားအာနာချီတိုင်းလက်နက်ချီတိုင်းပြည်သူပေါ်ရန်ကားကျင်တိုင်းရန်ကားလို့မရအောင်ရန်ကားလိုက်ရင်အနာကက်နေဝင်ချင်ဟာမလုံခြုံဘူးဆိုတဲ့ဒီစစ်ကောင်းဆောင်ရဲ့အဖြစ်အပျက်ကိုလည်းသူ့ဘေးနားမှာရှိတဲ့ယူဆက်တဲ့ပတုကြီးတွေအဲသဘောပေါက်သိမြင်နေလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဒါဟာလည်းအနာကက်မှာအပြောင်းလဲအတွက်ဒီလူထုတော်လှန်ရေးရဲ့ဟိုတွန်းအားတွေကြောင့်အဲအကြောင်းလေးတစ်ခုကိုဖြစ်လာတိုင်းနေမယ်သူတို့ရဲ့စဉ်းစားချက်တွေချိလာနိုင်မလားဆိုတဲ့ဟာမှလည်းကျွန်တော်သုံးသက်စရာရှိတယ်ပေါ့နော်နောက်တစ်ခုက အတက်မလို့ကဒီတိုင်းသွားလို့မရတော့လို့ကျွန်တော်တို့မြင်တယ်ဒီတိုင်းကဒီရွတ်တိုက်သွားနေတက်မလို့တိုင်းမီအနာကက်တယ်မို့တက်မလို့အနာကက်ပေါ့ကျွန်တော်အများကြီးပျောက်ဆုံးသွားနိုင်တယ်ဒီချင်းတွေကကုစားဖို့လေလို့တယ်ဟိုတိုင်းမီကိုကာကွယ်ပေးတဲ့နဲ့တက်မလို့ဖြစ်ဖို့အချိန်လေးရောက်နေပြီပြုပြပြောင်းလဲဖို့လိုအပ်တဲ့ကာလောက်လည်းရောက်နေပြီဒါတို့လည်းပြီးခဲ့တဲ့9နှစ်မှာပြည်သူလူထုတရက်လုံးကပြတ်တက်ခဲ့ပြီးတာကြီးဖြစ်တယ်ဒါတွေကိုသဘောပေါက်ချဖို့ လိုလိမ့်မယ်သဘောပေါက်နိုင်မယ်လို့လည်းကျွန်တော်တို့မျှော်လင့်နေပေါ့အဲ့တော့အကျိုးစီးပွားအာဏာတွေကိုဒါဖတ်တွေ့သွားမယ်ဆိုရင်တက်မလို့ကတိုင်းပြည်ကြာဆုံးခြင်းနဲ့သူတက်မလို့လည်းကြာဆုံးသွားနိုင်ပါတယ်ဒါတွေကိုကုစားဖို့ကတော့မျိုးသက်စ်ကောင်းဆောင်နေမှာအများကြီးအဲတာဝန်ရှိလိမ့်မယ်ကျွန်တော်လည်းဒီလိုမျှော်လင့်နေပေါ့နော်ဟုတ်လားသူကကိုကျိုးစီးပွားအာဏာတဲ့တိုင်းပြည်ရဲ့အနာကက်တက်မလို့ရဲ့အနာကက်ကိုအဲသူတို့ကြည့်ချင်မယ်ဆိုရင်တော့တက်မလို့လည်းပြုပြင်ပြောင်းလဲမှုစီအဲတည်ဆောင်လာနိုင်မယ်ပြေကင်လာနိုင်မယ်လို့တော့အဲကျွန်တော်တို့မျှော်လင့်မိတယ်ပေါ့နော် ျွန်တော်တို့ရဲ့စနေသတင်းစကားဝိုင်းတန်ခွင့်အစီအစဉ်ကိုဤမာတယ်မယ်ရန်နာခွင့်ပြုပါခင်ဗျာအစီအစဉ်ကိုအစဆုံးနားဆင်ပေးခဲ့ကြလို့ယေရှုအထူးတင်ရှိကြအောင်ပါရှိတဲ့ပတ်ဒီချိန်မှာပဲပြန်ဆုံရအောင်မယ်နော်